ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေရဲ့ယဉ်ထဲမှာမျက်နှာပွင့်လန်းခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်လောကလယ်မှာဖြတ်တန်းခြင်းနဲ့အဲ့ဒီလိုစိတ်ဆန္ဒတွေအခုယဉ်ထဲမှာစဉ်းစားနေတယ်ကျမ်းမာရေးတွေကောင်းခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့လုံသမျှကြိုင်သမျှအရာခတ်သိအောင်မြင်ခြင်းနဲ့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးသူများတဲ့ထူထူခြားခြားကောင်းမွန်အောင်ဒါအခုရဲ့ယဉ်ထဲမှာစဉ်းစားတွေးတော်နေတယ်အခုဟောပြောမှုကတော့18ရက်၄လပိုင်း2025မှာ23ရက်၄လ2025အထိပဲဖြစ်ပါတယ် မျောလင်းတောက်တရည်ရွယ်ချက်ကဗုဒ္ဓဘုသားသမီးတွေမှာအဝေးတနေရာကိုသွားဖို့လက်ရှိနေရာကိုစွန့်ခွာပြီးကြောခိုင်းပြီးတော့အောင်မြင်တဲ့နေရာလေးကိုဖြတ်သန်းနိုင်ဖို့သွားလာနိုင်ဖို့ကိုဒါကိုရရင်ထဲမှာမျောလင်းတောက်တနေပါတယ်မမျောလင်းမဲဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့မိသားစုတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေပြန်ပြီးအဆင်ပြေမှာအရင်တော့စိတ်နေတာတွေပြန်ပြီးတော့ချစ်ခင်မှုကျင်နာမှုယူရမှုတွေကြုံတွေ့ပါလိမ့်မယ်အနောက်ရှက်တွေအားလုံးကင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝမှာရှေ့ဆက်နိုင်ပါလိမ့်မယ်တဲ့ဗျာ စိတ်ညစ်ဆရာပူပင်တော့ကအနေနဲ့ကတော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့ယနေ့အချိန်ထိမျောလင့်တောင်းတဆဲမျောလင့်ဆဲဆိုတဲ့အရာတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်တချို့ဟာတွေကမိပလိုက်တာကောင်းတယ်မမိဘဲနဲ့ယင်းထဲမှာစဉ်းစားနေပူလောင်တာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ပူလောင်တဲ့တံကိုမခံပါနဲ့စိတ်ညစ်တဲ့တံကိုလည်းမခံပါနဲ့စိတ်ချမ်းသာမယ့်ဟာတွေပဲတွေးပါဘုရားဘုရားသားသမီးငယ်ရွယ်တဲ့မိတ်ဆွေများဖို့ကတော့ ဒီကာလအတွင်းမှာသူများတွေထူးထူးခြားခြားတတ်တော့ပြောင်းပြောင်းလှလှပပဖြစ်လာပါလိမ့်မယ်။ချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ကလည်းကိုကိုကိုအထင်ကြီးတယ်ကိုကိုကိုမာနာကြီးပြီးတော့အဆင်မပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်။အိမ်အောင်ရှင်မိတ်ဆွေများဘုရားတော့အိမ်နီးနားပတ်ဝန်းကျင်ကြောင့်ကိုယ့်ရဲ့အိမ်အောင်ရေးမှာအဆင်မပြေမှုတွေဖြစ်တတ်ပါတယ်။ကိုယ့်ရဲ့အိမ်အောင်ဘက်ကချစ်ခင်မှုယူရမှုကျင်နာမှုတွေမရရှိတဲ့အတွက်ကြောင့်ကိုမှစိတ်သောကရောက်စရာတွေဖြစ်တတ်ပါတယ်။ သူ့ရဲ့အလုပ်ကိုပဲဦးစားပေးတဲ့ဆိုတဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးကို့ကိုဂယူးမဆိုင်တဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးအဲ့လိုဟာမျိုးနှစ်ခုကြောင့်ဖြစ်တတ်ပါတယ်အဲ့တော့သူ့အလုပ်ကိုသူဦးစားပေးတယ်ဆိုတဲ့အတွက်ကြောင့်ကို့ကိုလည်းသူဦးစားပေးပါပါသူ့ရင်ထဲမှာကို့မရှိတာမဟုတ်ပေါ့ရှိပါတယ်အဲ့တော့ကို့ကမြင်အောင်မကြည့်တတ်ဘူးဆိုလို့မြင်အောင်မကြည့်တတ်တာပါเนาะအဲ့တော့မြင်အောင်ကြည့်လိုက်ပါဒီဝါဒနာပါလို့ထီတို့ကျင်တဲ့မိတ်ဆွေတွေကတော့ကို့အိမ်မှာကို့အိမ်အနီးနားမှာအိမ်မွေးတိရစ္ဆာန်ကြောင်လေးတော်လကောင်းခွေးကလေးတော်လကောင်း အဲ့ဒါလို့ဟာမူလာနဲ့အိတ်လေအိတ်တာရှိတဲ့နေရာနေတတ်တဲ့နေရာများများမှာရှာကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခยีသွားမဲ့သူများကိုလမ်းစိစားစိအဲ့ဒီဟာတွေလှူလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့ကို့အတွက်ညံ့နေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ် ကျွန်တော်ရဲ့ဟောပြောမှုကတော့ဒီမှာပဲညီကုန်းချုပ်ပါပြီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39995380358ပဲဖြစ်ပါတယ်ကဲဗုဒ္ဓဘူသာမီမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာလို့ဆန္ဒပြုပါပါစီယခုချိန်ရက်နဲ့စတင်ပြီးတော့အကောင့်ကအကောင့်ဆုံးစူးစမ်းဖန်တီးတိဆောက်နိုင်ပါစီလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျကျွန်တော်ကျော်စင်းခံပါ